အားလုံးပဲမင်္ဂလာပါတက္ကနီ ID ရှယ်နေပညာ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေပေးချင်တာကတော့ Xiaomi ဖုန်းတွေကို lock ဖြစ်ရည်ဖြစ်ပါရဲ့ကျွန်တော် lock ခတ်ထားလို့ကျွန်တော် Xiaomi ဖုန်းတွေ lock ခတ်ထားလို့ပတန်လော့လေးပတ်စုံရေးမိသွားတယ်ဆိုရင်ကျွန်တော် လော့ဖြီးပြရနေပါဆိုင်သွားပြီးတော့ပြစီရမလို့ပတ်စံပေးရမလို့ခနဲ့ကိုရိုင်းလော့ဖြီးရနေကိုပြောပြပေးမှဖြစ်ပါဗျခုလိုပြထားတဲ့အတိုင်းကျွန်တော်လော့မိသွားရဆိုရင်လော့ဖြီးရနေကိုပြောပြပေးမှဖြစ်ပါရဲ့ ိမတကူတတိထားမှာဖုန်းတွေကရှိရဲကျွန်တော် double file နေ contact တွေနောက်ပြီးတော့ကျွန်တော် video တွေအကုန်လုံး software အကုန်လုံးပြတ်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် power ခလုတ်ကိုဖိပြီးတော့ power ပိတ်လိုက်ပါမယ်ဖုန်းကို power ပိတ်လိုက်မယ် power off ဆိုရဲ button လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်ပါဝါခလုတ်ရဲ့အပေါ်ဆုံးကကျွန်တော်အတန်ချဲတဲ့ဘော်လူးခလုတ်ရဲ့ကိုတပြိုင်နက်တည်းအတူတူနှိပ်လိုက်ပါမယ် Xiaomi logo လေးပေါ်လာပြီဆိုရင်ကျွန်တော် power clock ကိုလွတ်ထားလို့လည်းရပါတယ်ခုလို record တွေရဲ့ဝင်သွားပြီဆိုရင်ကျွန်တော်အနေနဲ့ကျွန်တော်လက်နဲ့နှိပ်လို့ရအောင်မဟုတ်ပါဘူးမှန်ပြင်ကို power clock လေးတွေတောင်းရပါမယ်အတန်တိုးချက် clock တို့ power button clock တို့တောင်းရမှာဖြစ်ပါတယ်ကျွန်တော်အောက်ကိုချခြင်းနဲ့အတွက်ကြောင့်မလို့အတန်တိုးတဲ့ clock ကိုနှိပ်လိုက်ပါမယ်ကျွန်တော်အလင်းရောက်ပြီအလင်းကကျွန်တော် white data ကိုရောက်ပြီဆိုရင် power button လေးကိုနှိပ်လိုက်မယ် ပြီးကြရင်ကျွန်တော်ဒီမှာ white data ဆိုပြရှိပါရဲ့ all white or white of data ဆိုတာလေးကိုနှိပ်လိုက်ပါမယ် power button လေးကိုနှိပ်လိုက်ပါပြီးရင် အောက်ဆုံးကိုဆွဲချဖို့အတွက်အတန်တိုးရဲ့ clock ကိုနှိပ်လိုက်ပါမယ်ပြီးသွားရင် power button နှိပ်လိုက်ပြီးဆိုတာ ਨੇ အထက်မှာရှိရဲ့ကျွန်တော်မှတ်ထားရဲ့ data တွေအကုန်လုံးကိုဖြတ်ဖြတ်နေရဖြစ်ပါရဲ့ဒီလိုကျွန်တော် data white successfully ပြသွားပြီဆိုတာ ਨੇ ကျွန်တော် အောက်ကဘတ်နဲ့ထွက်လိုက်ပါမယ် power button ကိုနှိပ်လိုက်ပါမယ် ပြီးတော့ reboot ဆိုတာကိုနှိပ်ဖို့အတွက် power button ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဖုန်း logo ကနေပြီးတော့ကျွန်တော်ဆက်ပြန်တက်လာတဲ့အချိန်ထိတော့စောင့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်အနေနဲ့5မိနစ်10မိနစ်လောက်ကြာနိုင်ပါတယ်ခုဆိုရင်ကျွန်တော်ဒီမှာ MIUI 11ကျွန်တော်အစ်စ်တိုင်းဆက်တော့ visa လောက်ရမှာဖြစ်ပါတယ်ကျောင်းအစ်စ်တိုင်းပြန်အစ်စ်တိုင်းဖြစ်သွားရတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ setting ထားသူတွေပြန်ထားပေးရမှာဖြစ်ပါရဲ့ဗျာ ါဆိုရင်တော့ကျွန်တော်လော့ပြတ်သွားလော့ပြတ်တဲ့အနေထားကိုရောက်သွားပြီပဲဖြစ်ပါရဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်လုပ်တာကျွန်တော်ကိုယ်အန်ရိုက်ထားတဲ့ဗီဒီယိုမဟုတ်ပါဘူးဗျာကျွန်တော်အချိန်မအားတဲ့အတွက်ကြောင့်မလို့တခြားကျွန်တော်ဒီဗီဒီယိုဖန်တီးရတဲ့သူလည်းကျွန်တော် credit ပေးပါရဲ့ခုကြည့်နေတဲ့မိတ်ဆွေလည်းကျွန်တော်ရှင်းပြတာကျွန်တော်ပြောပြရည်ကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ join channel လေးကို subscribe လေးပြုလုပ်ပေးဖို့တောင်းဆိုပါတယ်ဗျာ join မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေဗျာ